ားလုံးပဲမင်္ဂလာပါချင်းရက်ဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီကနေ့အတွက်ခုံနုံတော့ချင်းရက်ဒီယိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဖလမ်တေးရင်ကလေးကံကောကတိုက်ပွဲတွေမှာစစ်ကွန်မရှင်တပ်ဖက်ဘူမှုဘူကြီးအပောင်းဝင်တရားခန့်တေဆုံးတဲ့သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေါ်လာယင်းအတွင်းချင်းဒေါ်လာယင်းရေပေါ်130ကျော်ကျဆုံးကြောင်း IC ရထုတ်ပြန်လိုက်တဲ့သတင်းနဲ့အမျိုးသားဒေါ်လာယင်းစင်တွင်မှမှရန်ပုံငွေထည့်ဝင်ပြီးပန့်ပိုးပါဝင်ကြဖို့ချင်းမျိုးသားတက်ဦးထုတ်ပြန်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ ချင်းပြည်နယ်ဖလမ်တီရင်ကလေးကံကောမြို့နယ်မှာစစ်ကမရှင်တပ်နဲ့ဒေါ်လာရင်ပေါပေါင်းတက်တို့အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကမရှင်ဖက်မှဘူမူဘူကြီးအစင်အရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင်100ခန့်သေဆုံးခဲ့တယ်လို့ချက်လင်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့နိုဝင်ဘာ18ရက်နေ့မှာကြေညာလိုက်ပါတယ်ချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနနဲ့အောက်ရှိချင်းအမျိုးသားတပ်မတော် CNN နဲ့ ေသန္တရကာကွယ်တပ်ဖွဲ့တွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ချင်းငင်အောင် CB တပ်ဖွဲ့တွေဒေသကာကွယ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကလေးမြို့နယ်ကံကောမြို့နယ်ဖလန်းမြို့နယ်တိရိမြို့နယ်တွေမှာစစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့ကြောင်းသိရပါတယ်စစ်ကော်မရှင်တပ်ဟာလေယာဉ်နဲ့ drone တွေကိုအသုံးပြုပြီးတိုက်ခိုက်နေပေမဲ့စစ်ကော်မရှင်တပ်ဘက်ပိုးမှုဘူးကြီးအစင်အရာရှိအပါဝင်တပ်ဖွဲ့ဝင်တရာခန့်သေးဆုံးကြောင်းတော်လိုင်းပူးပေါင်းတပ်ဖက်က စစ်တုံးပန်းတချို့ကိုလည်းဖမ်းဆီးရမိပြီးလက်နက်ခဲယံတွေလည်းတင်စေရမိကြောင်းသိရပါရယ်ဇလန်အစိုးရတပ်ဖွဲ့စစ်ကြောင်းနှစ်နဲ့ချင်းငင်တော်အဖွဲ့ဖက်မှချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNDF PDF ဆိုလန်ပူပေါင်းတတို့ဟာဖလမ်းမျိုးနဲ့ဝေပလာမျိုးအကြရှိစစ်ကမရှင်တပ်တွေဒိဋ္ဌိမျိုးနဲ့ခိုင်ခါမျိုးအကြရှိစစ်ကမရှင်တပ်တွေကိုလက်တွေပြီးတိုက်ခိုက်နေခဲ့ကြောင်းချင်းလန်အစိုးရစီကသိရပါရယ် ျွန်တော်တို့ပူးပေါင်းပြီးတော့တော်လိုင်းတက်ဖွဲ့တွင် CC ဖက်ကလည်းရှိပါတယ် CB ဖက်ကလည်းရှိပါတယ်ပုံရံသူကိုအတက်နိုင်ဆုံးကာကွယ်ကြတဲ့အခြေအနေမှာရှိပါတယ်လို့ချင်းမျိုးသားကာကွယ်တက်ဖွဲ့ CNDF မှပြောရေးဆိုခွင့်ရှိသူ slide တင်မီကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့ကဖလန်းဝေဘလာနဲ့တီရင်ခိုင်ကမ်းကတိုက်ပွဲတွေကိုစစ်ကမရှင်တက်က Jet Fighter နဲ့နှစ်ကြိမ် Wide Dolphin နဲ့တစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ် ကလေးမျိုးနဲ့ကံကောမျိုးအကြောင်းမှာချင်းလင်းအစိုးရတပ်ဖွဲ့စစ်ကြောင်းတင်ဟောင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ VCOC PDF ကြောင်းသာတက်မတော် ABSDF PDF ခရင်တိုက်ရင်တွေပကဖတွေ Your Defense War YDF တို့နဲ့လက်တွဲပြီးစစ်ကွန်မရှင်တပ်တွေကိုတိုက်ခိုက်နေကြောင်းသိရပါတယ် စကမရှင်ချက်တွေဟာကလေးနဲ့ကံကောကတိုက်ပွဲတွေကိုနိုဗ ెంబ ာလ6ရက်နေ့ကချက်ဖိုင်တာနဲ့၄ချိန်နိုဗ ెంబ ာလ14ရက်နေ့မှာချက်ဖိုင်တာနဲ့9ချိန် White Wolf နဲ့1ချိန်နိုဗ ెంబ ာလ15ရက်နေ့မှာချက်ဖိုင်တာနဲ့2ချိန်နိုဗ ెంబ ာလ16ရက်နေ့မှာချက်ဖိုင်တာနဲ့2ချိန် White Wolf လေးရဲ့ဘုံအလုံး90ခနိုဗ ెంబ ာလ19ရက်နေ့မှာချက်ဖိုင်တာနဲ့၄ချိန်စကြည့်ဖြင့်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်ရှင် ဆက်လက်တင်ဆက်ပေးမှာကတော့တော်လိုင်းရင်၅နှစ်နေပါအတွဲမှာအာနာသိန်းစစ်ကော်မရှင်ရဲ့လေဆောင်တိုက်ခိုက်မှုတွေကြောင့်ချင်းပြည်နယ်အတွင်းရှိချင်းတော်လိုင်းရဲဘော၁၁၅ဦးထပ်မံချဆုံးပြီးချင်းပြည်နယ်ပြည်မဒေသရှိချင်းတော်လိုင်းရဲဘော၁၆ဦးထပ်မံချဆုံးကြောင်းချင်းရဲရအဖွဲ့ချုပ် ICA ကကြေညာလိုက်ပါတယ်။ တိုက်ပွဲတွေနဲ့မြို့သိမ်းတိုက်ပွဲတွေလုံးလို့လေကြောင်းတိုက်ခိုက်တာတွေအများဆုံးလို့ပြောရမှာပေါ့လေလေကြောင်းတိုက်ခိုက်မှုဖော်ပြထားတဲ့နေရာတွေမှာလည်းပဲမင်းတပ်နဲ့ဖလန်မြို့နယ်မှာအများဆုံးဖြစ်နေတာတွေ့ရတယ်အဲ့ဒါကမြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုလုပ်တာဖြစ်ပါတယ်။ရဲဘော်တွေထဲမှာလည်းထိခိုက်ဒဏ်ရာရရှိမှုတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာထုတ်ပြန်ချက်တွေအများစုကပြည်သူဒဏ်ရာရရှိတာပဲအများစုပါတဲ့အခါကျတော့ရဲဘော်ဒဏ်ရာရရှိတာကတော့အခက်အခဲတွေလို့တည်ထောင်ဖော်ပြထားခြင်းမရှိပါဘူးလို့ ICA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ်ပြီးခဲ့တဲ့2021ခုနှစ်အာနာသိန်းချိန်ကနေ2025ခုနှစ်အောက်တိုဘာလကုန်အထိချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း252ကြိမ်ပြုလုပ်ပြီးဘုံးအလုံးရေ2350ကျော်ကျဲချခဲ့တယ်လို့ Institute of Chin Affairs ICA က November 14ရက်နေ့မှာထုတ်ပြန်လိုက်တာပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ချင်းအရတားပြည်သူ135ဦးထပ်မံတေဆုံးပြီးချင်းတော်လိုင်းအဖွဲ့ဝင်135ဦးထပ်မံတေဆုံးကြောင်း ချင်းလိုမျိုးထိခိုက်ဒဏ်ရာရရှိသူ135ဦးရှိကြောင်းသိရပါတယ်။ချင်းဒေသကနေအိမ်ပေါင်း1100ကျော်ဘာသာရေးအဆောက်အဦ81လုံးအစိုးရအဆောက်အဦ90ကျော်ပြတ်စီးခဲ့ကြောင်းသိရပါတယ်။စကိုင်းမကွေးရခိုင်ပြည်နယ်ရှိချင်းလိုမျိုးတွေနေထိုင်တဲ့ တီတာတွေကိုလည်းစစ်ကွန်ရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း80ထက်မနည်းမှာဘုံအလုံးကြီး900ကျော်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဒေါ်လာရဲဘော်16ဦးထက်မနည်းကြာဆုံးခဲ့ရကြောင်း ICA ရဲ့စီးရင်အရာသိရပါတယ်။ဆဲလိုမျိုးအရက်သားပြည်သူတရာဦးခန့်သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ243ဦးအထိရှိကြောင်းလူနေအိမ်ပေါင်း1084လုံးပါတာကြီးအဆောက်အအုံ15လုံးအစိုးရအဆောက်အအုံ17လုံးထက်မနည်းပြည့်စည်ရကြောင်းသိရပါတယ် လက်နဲ့ကန်အချင်းချင်းကြားမှာပရိပိခဖြစ်လို့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ရပါတယ်လို့ပြောတာတကယ်တော့တာရကပြောရမယ်ဆိုရင်ဟိုတလောကမင်္ဂလာဆောင်တဲ့နေရာမှာလေကြောင်းတိုက်ခိုက်တာတွေရှိတယ်ပြီးရင်စာတင်ကျောင်းတွေဖျားကျောင်းတွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်တာတွေရှိတယ်စာကမကလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့နေရာတွေမှာတော်လိုင်းအင်အားစုတွေကိုလုပ်မယ်ဆိုရင်လည်းတော်လိုင်းအင်အားစုတွေကလူထိခိုက်မှုနည်းတယ်သူတို့ကဒေသခံပြည်သူတွေရှိတဲ့နေရာကိုအထိကဦးတည်ထားပြီးတော့ ိုက်ခိုက်တယ်လို့ပြောရမှာပါ။ဘာလို့လဲဆိုတော့ဒေါ်လာရင်းအင်အားစုတွေရှိတဲ့နေရာကိုပုံကျဲချခြင်းနဲ့ဆိုရင်ဘယ်ဒေါ်လာရင်းအဖွဲ့ရဲ့စခန်းကဘယ်နေရာမှာရှိတယ်ဆိုတာသူတို့သိနေတာပဲ။အဲ့ဒီနေရာကိုသွားပြီးမှလေဆောင်တိုက်ခိုက်တာတွေလုပ်တာမဟုတ်ဘဲနဲ့အပြစ်မဲ့ပြည်သူတွေနေရာကိုလေဆောင်တိုက်ခိုက်မှုတွေလုပ်တဲ့သူကလေးကဒါကပြည်သူကိုတမင်သက်သက်ပြမှတ်ထားပြီးတော့တိုက်ခိုက်တာလို့ပြောလို့ရပါတယ်လို့ ICA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုပေါင်း73ကြိမ်ပြုလုပ်ခဲ့ပြီးတော့အရက်သား9ဦးနဲ့ချင်းတော်လိုင်းတပ်ဖွဲ့ဝင်3ဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူဒေသခံပြည်သူ25ဦးထပ်မံရှိကြောင်း ICA ကပြောပါရယ်စစ်ကွန်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ330မှာမင်းတမျိုးနယ်ကိုအကြိမ်ပေါင်း တရာကျော်နဲ့အများဆုံးဖြစ်ပြီးတော့ဖလန်းမြုံနယ်မှာအကြိမ်ပေါင်း30ကျော်တိုက်ခိုက်ခဲ့ကြောင်းဖလန်းမြုံနယ်မှာအကြိမ်ရေ30ကျော်သာရှိပေမဲ့ဘုံအလုံးကြီး1350ကျော်အထိအသုံးပြုခဲ့ကြောင်းသိရပါတယ်။လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေကိုတရက်ထဲမှာတိုက်ပွဲတနေရာကိုလေကြောင်းတိုက်ခိုက်မှု10ကပြုတ်လုပ်ခဲ့ပေမဲ့တကြိမ်လုတာရေအတွက်ထားကြောင်းလဲ ICA ကရှင်းပြထားပါတယ်။ အာနာသိန်းကာလအတွင်းမှာချင်းပြည်နယ်နဲ့ချင်းပြည်နယ်ပြည်မရှိချင်းလူမျိုးတွေအပေါ်စစ်ကွန်မရှင်တရဲမတရားဖိနှိပ်တပ်ဖြတ်မှုအမျိုးမျိုးကြောင့်ချင်းလူမျိုး1129ဦးထပ်မံတေဆုံးခဲ့ရပြီးအဲ့ဒီအချိန်မှာတော်လိုင်းတပ်ဖွဲ့ဝင်130ကျော်အပါအဝင်ချင်းပြည်သူ235ဦးဟာလေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရခြင်းလို့ဆိုပါရီ စစ်ကောင်မရှင်ဟာ IHL နဲ့တလိထုံတာ IHL နှစ်ရက်လုံးရဲ့တတ်မှတ်ပြဋ္ဌာန်းချက်တွေကို ထက်ခါတလဲလဲချိုးဖောက်နေခြင်းဖြစ်ပြီးတော့ဒါကအပြည့်ပြည့်ဆိုင်ရာရဇဝတ်မှုဥပဒေအရစစ်ရဇဝတ်မှုကျွလွန်ခြင်းဖြစ်ကြောင်း ICA ကဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့အမျိုးသားတော်လှန်ရေးစင်နွေမှုမှာချစ်လန်းတိဆောက်ရေးပေါ်ဆောင်မှုပုံမှန်အကောင်းလာစေရဲ့အတွက်နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးတက်ကြွစွာပါဝင်ပြီးရန်ပုံငွေထဲဝင်ခြင်းဖြင့်ပတ်မိုးပါဝင်ကြဖို့ချင်းမျိုးသားတက်ဟုကကြေညာလိုက်ပါတယ်။နိုဝင်ဘာလ23ရက်ကနေ25ရက်နေ့အထိ လေးရှားနိုင်ငံကွာလာလွန်ပူမြို့မှာကျင်းပါတယ်။စတုထကျိန်မြောက်ချင်းမျိုးသားတပ်ဦးရဲ့ဒေသကော်မတီများငီလာခန့်အပြီးထုတ်ပြန်ချက်မှာအခုလိုအသေးပေးချက်ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ချင်းမျိုးသားတပ်ဦးရဲ့ချင်းလန်တေဆောက်ရေးပေါ်ဆောင်မှုပုံမအားကောင်းလာစေရဲ့အတွက်နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးကချင်းလန် Club Diamond Club, Gold Club, Silver Club မှာတက်ကြွစွာပါဝင်ပံ့ပိုးကြဖို့အဆိုပါငေလာခန်းကတောင်းဆိုထားတာပါ။ အမျိုးသားတော်လှန်ရေးစင်နွေမှုမှလည်းစိတ်တူကိုယ်တူမြို့ချစ်ပုဂ္ဂိုလ်တွေရံပုံွေထက်ဝင်ခြင်းနဲ့ပါဝင်ပန့်ပိုးပေးကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆယ်စုနှစ်နှစ်စုနီးပါးခိုင်မာစွာရပ်တည်နိုင်တဲ့ Challenge Club မှာအသင်းတော်များလူငယ်အဖွဲ့များအမျိုးသမီးအဖွဲ့တွေနဲ့အရက်ဖက်အဖွဲ့စည်းတွေကနေထက်တန်စွာပါဝင်ပေးဖို့နဲ့ဝန်ရံပန့်ပိုးပေးဖို့အဲ့ဒီငြိလက်ခံကအထူးတိုက်တွန်းထားပါတယ်။ ဒီနှစ်မှာလည်းအာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့မလေးရှားနိုင်ငံရဲ့မြမပြိပိတ်ခအဖြစ်ရှာရင်းနဲ့လူသားစာနာထောက်ထားမှုအကူအညီပေးရတဲ့ဂျိုပန်အာထုံမှုတွေကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် ဖော်ပြရလို့ထုတ်ပြန်ချက်မှာပါရှိပါရယ်ဆက်လက်ပြီးတော့အာဆီယံဥက္ကဋ္ဌတာဝန်ယူမဲ့နိုင်ငံများအပါအဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့နိုင်ငံတကာကအတိုင်းအဝန်အနေနဲ့ပြည်ထောင်စုမြန်မာနိုင်ငံမှာ Federal Democracy စနစ်တည်ဆောက်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငင်းချိုင်းရဲ့ဖွံ့ဖြိုးရေးအရာရှိနိုင်ရေးအတွက်ပုံမှုထိရောက်တဲ့အကူအငယ်တွေပေးအပ်နိုင်ဖို့လဲငီလာခံကနေတောင်းဆိုထားပါရယ်။ငီလာခံမှာဒေသကော်မတီအသီးသီးရဲ့လုပ်ငန်းဆောင်မှုအစီရင်ခံစာတွေထည့်သွင်းခြင်းပြန်လည်သုံးသပ်ခြင်းနဲ့အတည်ပြုခြင်းတွေအပြင်ဒေသကော်မတီရဲ့ဖွဲ့စည်းပုံနည်းဥပဒေပြန်လည်သုံးသပ်ခြင်းလက်ရှိဒေါ်လာရေးကိုသုံးသပ်ခြင်းနဲ့ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းတွင်ပြုတ်လုပ်ခဲ့ကြောင်းသိရပါသည်စတုထကြိမ်မြောက်ချင်းမျိုးသားတက်အိုးရဲ့ ဒေသကော်မတီများငီလာခံကိုနိုင်ငံပေါင်း73နိုင်ငံမှဒေသကော်မတီကိုစလဲ69ဦးတက်ရောက်ကြောင်းသိရပါရရှင်ဟုတ်ကဲ့ပါအခုလိုနာတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရစေ။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။